အားလုံးမင်္ဂလာပါ open door education မြန်မာ youtube channel မှာကြိုဆိုလိုက်ပါတယ်ယနေ့အခြေခံပုံဆွဲနံပါတ်10ဒီပန်းပွင့်ပန်းဖက်လေးယူပန်းဖက်လေးတစ်ခုဆွဲပြီးတော့ rotate လုပ်ပြီးတော့ဒီလိုမျိုးလေးပုံဖြစ်အောင်ဆွဲပြသွားမှာဖြစ်ပါတယ် Illustrator Adobe Illustrator ကိုအသုံးပြုမှာဖြစ်ပါတယ်အသုံးပြုမဲ့ tools တွေကတော့ pen tools ပေါ့ဒီဟာ founding founding ပုံစံလေးဟာလေပေါ့အဲ့ဒါလေးကဒီမြင်းချောင်းလေးဆွဲဖို့ပြီးရင်ဒီ width tool လေးအသုံးပြုပြီးတော့ဒီနန်းလေးမှာပေါက်ပေါက်လေးဖြစ်သွားအောင်လုပ်ပါမယ်ကျွန်တော်ကတော့ rotate tool သုံးပါမယ်စပြီးဆွဲမယ်ဒါကတော့ A4 လေးတစ်ရွက်ဖွင့်လိုက်ပေါ့နော်ပြီးရင် ဒီတရွတ်ပုံစံလေးအပွေးလေးဖြစ်ဖို့အတွက်ဒီပန်တူးလေးကိုယူလဲပါမယ်။ဟုတ်ပြီဒီမှာကလစ်တစ်ချက် mouse ရဲ့ left click ကိုတစ်ချက်နှိပ်လိုက်ပါ။အဲဆိုရင်အစားဖြစ်သွားပါပြီပန်တူးလေး။ပြီးလို့ရှင်ကိုလိုချင်တဲ့ဒီဘက်ကိုဂွေးမှဖြစ်တယ်လေဒီဘက်မှာ mouse နဲ့ left click တစ်ချက်ဖြီးပြီးတော့ညာဘက်ကိုနည်းနည်းဆွဲကြည့်လိုက်ပါ။အဲမှာနည်းနည်းဂွေးသွားမယ်။ကိုလိုချင်တဲ့အကွေးလေးနေထားရပြီဆိုလို့ရှင်လွတ်လိုက်လို့ရပါပြီ။ ီလိုညင်ဒီဘက်ကိုဆက်ပြီးတော့ပြန်ကိုရေးมาဖြစ်ပါတယ်အဲ့နားလေးมาရောက်ရင် mouse ရဲ့ left click left click ကိုတစ်ချက်နှိပ်ပြီးတော့မလွတ်ပဲねဒီ handle လေးကိုလှည့်ကြည့်လိုက်ပါပေါ်သွားမယ်ညာကိုသွားမယ်ဘယ်ကိုသွားမယ်ကိုလိုချင်တဲ့အကွေးလေးအနိထားရောက်ပြီးအဆင်ပြေပြီကိုလိုချင်တဲ့ပုံစံလည်းရပြီဆိုရင် mouse ကို left click လုပ်လိုက်ပါပြီးရင်ဒီနောက်ထပ်ရှေ့ထွက်နေတဲ့ဓာတ်လေးကို ဆက်မစွဲကျင်တော့ဒီမှာပဲပြီးပြီဆိုတော့ပြောကျင်လို့ဆိုလို့ရှိရင် keyboard က enter ကိုနှိပ်လိုက်ပါအဲဆိုရသွားပါပြီဟုတ်ပြီ selection 2ကိုရွေးမယ်ဒါလေးကိုရွေးမယ်ဒါလေးကိုအရင်ဖုံဖုံလေးညင်းုံနဲ့ထူအောင်လုပ်တဲ့တော့အခုဒီကောင်ကဒီမြင်းလေးက 1pt ပဲရှိတယ်အဲ့ဒါကို selection 2နဲ့အဲ selection 2ကိုရွေးမယ်ပြီးရင်ဒီမြင်းလေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာမြင်းထူထူလေးဖြစ်အောင် 30 pt ထားလိုက်ပါအဲ့ဒါထူပါပြီဟုတ်ပြီဒါလေးကိုတစ်ချက်ရွေးထားမယ်ရွေးပြီးရင်ဒီ width tool လေးကိုတွားလိုက်ပါမယ်ပြီးရင်ဒီအဖျားလေးကိုပန်းပွင့်ပွင့်ဖက်လေးဖြစ်သွားအောင်လုပ်တာပေါ့အဲ့ဒါလေးကို mouse နဲ့ left click left click ကိုဖိပြီးတော့ဆွဲမယ်ကိုလိုချင်တဲ့အရွယ်စားအထိဆွဲကြည့်မယ်အပေါ်တွန်းတင်အပေါ်တွန်းတင်လည်းရတယ်အပေါ်တွန်းတင်တော့မှတွန်းတင်မယ် mouse ကိုမလွတ်ပါနဲ့ ညာဘက်ကိုဆွဲဆိုရင်ဖြားထွက်မယ်အပေါ်တွန်းတင်ဘူလုံးလေးတစ်ခုထွက်သွားပါမယ်ဟုတ်ပြီဒီနန်းကနေပြီးတော့အမမင်းအပြာလေးပေါ်လာတယ်ကိုလိုချင်တဲ့ပုံစံလေးဟုတ်လားလွတ်ကြည့်လိုက်ပါအနီးဆက်လာပြီအဲ့ဒါကို zoom လေးနည်းနည်းတင်ပြီးတော့ဆွဲကြည့်အောင်ဒီမှာ မကြိုက်ဘူး control z နဲ့ပြန်ဖြတ်မယ်ဟဲ့ဒီနားလေးမှာခြေလိုက်ကိုလိုချင်တဲ့အရွယ်စားလေးဖြစ်ပြီလားမြင်းပြားလေးကိုခြေလိုက်ဟဲ့ဒါဆိုရင်တော်တော်လေးနှီးဆက်လာပြီဒါတော့ချင်းလိုက်ပဲဟဲ့ဒီလိုပန်းပွင့်ရဲ့ပွင့်ဖက်လေးတစ်ခုပေါ့အဲ့လိုမျိုးလေး ကိုကဒီပွင့်ဖက်လေးကိုကြိုက်ပြီးဟုတ်ပြီဒါလေးကိုပဲယူမယ်ဆုံးဖြတ်လိုက်ပြီဆိုလို့ရှိရင်ပြန်ချုံချင်လိုက်မယ်ဟုတ်ပြီဒါလေးကိုပဲဒီကနေဒလိုလေး rotate လေးလောက်သွားဖြစ်ပါမှာပြောရတယ်ဟုတ်ပြီအခုဆွဲမှာအပြာအယောင်ခံလေးဆိုတော့ဒီတစ်ခါအယောင်ချတဲ့ချိန်မှာ selection 2ကိုရွေးမယ်ဒါလေးကိုရွေးလိုက်ပြီဒီမှာဒီ fill ကိုသုံးစရာမလိုပါဘူးဒါဒီမြင်းလေးတစ်ချောင်းပဲဖြစ်တာဖြစ်တဲ့အတွက် ဒီ stove ရဲ့ဘေးမှာရှိတဲ့အရောင်ကိုပဲယူရမှာဖြစ်ပါတယ်။ဒါလေးကိုတစ်ချက်နဲ့သူအပြာကိုသွားမယ်ဆိုတော့အပြာကိုတစ်ချက်နဲ့လည်းရသွားပါပြီ။မြင်းလေးတစ်ချောင်းဆွဲပြမယ်။ pan 2မြင်းဟုတ်ပြီ။ have တစ်ချက်နဲ့တည်းပြီးရင်ကိုလိုချင်တဲ့နေရာမြင်းကွေးလေပြီးရင်ကိုလိုတဲ့နေရာမြင်းကွေးလေပေါ့။ဟုတ်ပြီ။ ဒီမြင်းနဲ့ဒီမြင်းနဲ့အတူတူပါပဲအဲ့ဒါကြောင့်မလို့အယောင်ပြောင်းမယ်ဆိုလို့ရှိရင်ဒီ fail ကိုတုံးစရာမလိုပါဘူးဒီမြင်းချောင်းလေးကိုပဲအယောင်ပြောင်းသွားတာဖြစ်ပါတယ်အခုဒီကမြင်းချောင်းအပြားလေးဒီမြင်းချောင်းလေးကိုအမဲလေးလို့ရှိရင်ဒီ stove ရဲ့ဘေးကဒီအယောင်မှာချက်နေလိုက်အမဲလေးဖြစ်သွားတယ်ဟောပါနေတော့အယောင်ကိုတိတ်မတွေ့ရအောင်အဲ့ဒါကို30 PT ထားလိုက်မယ်နော်16လောက်တာပုံမြင်လိုက်မယ် မဲလေးဖြစ်သွားတယ်ဒီအယောင်ပြောင်းဖို့အတွက်ဒီအပေါ်ကဒီ face ဆိုတဲ့အယောင်နဲ့သူနဲ့ကမလို့အပ်ပါဘူးเนาะဒါကိုဒီမြင်းချောင်းလေးကိုအယောင်ပြောင်းမယ်ဆိုရင်ဒီ stove ရဲ့ bay ကဒီမြင်းအယောင်လေးကိုတစ်ချက်နှိမ့်မယ် mouse ရဲ့ left click ကိုနှိမ့်မယ်ပြီးရင်ဒီမှာနှိမ့်မော်ရအောင်ပေါ့အဲ့ဒါပေါ်ပဲเนาะဟုတ်ပြီအဲ့ဒါနားလည်းမယ်လို့ထင်ပါတယ်ဟုတ်ပြီဒါလေးကို rotate လုပ်ရအောင် selection 2ကိုယူရမယ်ပြီးရင်ဒါလေးကိုယူလိုက်မယ်เนาะပြီးလို့ရှိရင် rotate ကိုတစ်ချက်နေမယ်ပြီးရင်အခု rotate ရဲ့ point ကဒီနန်းလေးမှာဖြစ်နေရเนาะအဲ့ဒါလေးအရင်စမ်းပြမယ်သူကဒီနန်းလေးကိုဘဟုပြုတ်ပြီးတော့လဲသွားမှာဖြစ်တယ်တစ်ချက်နေကြည့်လိုက်မယ်เนาะနေကြည့်လိုက်နေကြည့်ဆိုရင်သူကဒီမှာ rotate လာမှာเนาะအခု angle ပေါ်သူရဲ့စောင်းသွားတဲ့ degree လေးကခက်လိုက်ပါတော့30ပြေးလိုက်တယ် း preview ကြည့်လိုက်အဲ့တော့ဒီနာလေးကိုပို့ပြပြီးတော့လဲသွားတာအဲ့နော်ဒီမှာပေါ့အခုကဒီပွင့်ဖက်လေးကိုဒီနာလေးဒီအခု anchor လို့ပေါ်တဲ့ဒီ point ပေါ့ center point ပြောရမှာပေါ့အဲ့ center point ကနေလဲမှာလို့သူ့ကိုညွှန်ကြားပေးရမှာအဲ့ဒီမညွှန်ကြားပေးလို့ရှိရင်သူကဒီ center ဒီနာလေးကို point ထားပြီးတော့လဲသွားမှာဖြစ်ပါတယ်ဟုတ်ပြီကိုရီးယားကဒီလိုမျိုးဒီနန်းလေးမှာလဲမှာဒီ point မှာထားပြီးတော့လဲမှာမဟုတ်ဘူး အဲဒါကြောင့်မလို့ control z နဲ့ undo ပြန်လုပ်လိုက်ပါတယ်ဟုတ်ပြီ rotation ကို rotate 2ကိုရွေးထားပြီးပြီးရင်ဒီနန်းလေးကို anchor point ကိုလာမယ်ပြီး order လေးနှိပ်ထားမယ်ပြီးရင်ဒီနန်းမှာ mouse နဲ့ left click ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီမှာ rotate ဆိုတဲ့ဒီ box လေးပေါ်လာမယ်အခုဒီမှာတစ်ခုစမ်းကြည့်မယ်နော်ဟုတ်ပြီတွေ့လားဒီလှည့်တဲ့ဟာလေးကဒီဘက်ကိုရောက်သွားရအောင်အနုံ25 တွေ့လားဒီအောက်ကိုရောက်သွားဒီအောက်ကိုရောက်သွားနော်ဘာလို့ဒီနိုင်လေးမှာတစ်ခုပွင့်ပက်လေးတစ်ခုဖြည့်ချင်လို့ဘာလို့ဖြည့်လိုက်မလဲ25ဆိုတော့25ဒီဘက်က30လောက်ဖြည့်လိုက်မယ်နော်အနုအနု30ပေါ့အနု30ပြီးရင်ဒီမှာ preview နဲ့တစ်ချက်ကြည့်မယ်ဒီအောက်ဒီအောက်ရှင်းတယ်နော် copy အဲဆိုရင် copy ပွားလို့ရပါပြီဟုတ်ပြီဒီကြားထဲမှာလည်းဒီပွင့်ဖက်လေးတစ်ခုထပ်ထည့်မယ် item နဲ့ order ဖိထားမယ် ်ပြီးရင်ဒီနေ့မှာ mouse နဲ့ left click တစ်ချက်နှိပ်လိုက်ပါအခုအနှုတ်30မဟုတ်တော့ဘူးသူကဒီဒီနန်းကနေပြီးတော့ဒီနောက်ဆုံးလှည့်ခဲ့တဲ့နေရာကနေပြီးတော့ဒီဘက်ကိုလှည့်သွားတာအဲ့ကြတော့ကိုကဒီအပေါ်ပြန်တက်ချင်တာဖြစ်တဲ့အတွက်အနှုတ်မဟုတ်တော့ဘူးအပေါင်းဖြစ်သွားပြီ အပေါင်း20ထားချင်လိုက်မယ်နော် review တစ်ချက်နေလားဟာဟုတ်ပြီဒီနန်းလောက်လေးပဲလိုချင်တာအမ်20ဆိုရင်နည်းနည်းလေးများသွား15လောက်ထားလိုက်မယ်နော် 2015လောက် preview ပဲဖွင့်ကြည့်ကြည့်လိုက်ဟောဟုတ်ပြီအဲ့ဒါဆိုအဆင်ပြေပြီဒီနေ့လေးမှာတစ်ဖက်ဒီမှာတစ်ဖက်အဲ့ဒါဆို copy ပွားလိုက်ပါအဲဒီလိုမျိုးလေးဖြစ်ချင်တယ်ဟုတ်ပြီနောက်တစ်ခေါက်ဒီဘက်ကိုဆက်ပြီးပွားမယ် order mouse left click ပြလာ15ဆိုရင်တော့ဒီဘက်ကိုတော့ပွားရနော်တရားငကောရှိပြီးသားတစ်ခုဖြစ်တဲ့အတွက်ဒါကိုကြော်သွားမယ်အဲ့ဒါဒီနေ့ရောက်သွားမယ်အဲ့တော့ရေ30 preview နဲ့တစ်ချက်ကြည့်မယ်ပြလာဒီနေ့လေးရောက်သွားပြီเนาะအဲဒီလောက်လေးပဲလိုချင်တာ အဲဒါမန်နဲ့အဲဒါ copy ဟုတ်ပြီနော်အခုဒီနန်းလေးရောက်သွားပြီ order mouse နဲ့ left click ဒီမှာ30အရင်ကြီးညီသွားလို့ရှိရင်အသဘောတဘာဝကတော့တူတူညီညီမဟုတ်ဘူးပေါ့နော်အဲဒါဒီမှာ28လောက်ထားလိုက်မယ် preview ဒီနန်းလေးရောက်သွားပြီနော်အဲ copy ဟုတ်ပြီအဲ order mouse left click ပြီးဒီမှာ30 preview ဟုတ်ပြီအနေနဲ့ share သွားတာပေါ့နော်ဟုတ်ပြီအဲ order 28 copy order mouse ရဲ့ left click အဲ30 26လောက်တာ26လောက်ထားမယ် preview ဟုတ်ပြီအဲဒီလောက်ဆိုရင် ပြီးရင်အယောင်လေးကိုခြေလိုက်ရအောင်ဟုတ်ပြီအပြအခြေခံဆိုတော့ဒီတစ်ခုအခြေမယ်ဆိုတော့ဒီတစ်ခုအယောင်ခြေမယ်ဆိုတော့ဒါလေးကို click ချက်နဲ့ပြီးရင်ဒီ stroke ရဲ့ဘေးနားမှာဒီအပြဒီနားလေးကနေအရင်ဖြော့ဒီလိုပဲသွားမယ်နော်အဲ့လိုရင်ဖြော့လာမယ်ပြီးရင်ဒီတစ်ခုနည်းနည်းရင်မယ်လိုမျိုးတွေပေါ့ ာကျတော့နည်းနည်းမဲမဲနဲ့ဖြစ်သွားမယ်ဒါအပြာအပြာလေးပဲယူသွားနေရင်မယ်နည်းနည်းဖြော့မယ်အဲဒါလေးလည်းထပ်ဖြော့လိုက်ဒီကောက်ဂရုဖွဲ့လိုက်ပါမယ် ဒီ selection 2ကိုရွေးမယ်ပြီးရင်ဒီ down ကနေပြီးတော့အပေါ် down ကနေပြီးတော့ mouse ကို left click နဲ့ဖြည့်ပြီးတော့ဆွဲလာပါအားလုံးရွေးမိပြီဆိုလို့ရှိရင် object မှာ group ဖွဲလိုက်ပါပြီးရင်ဒါလေးကိုခြုံလိုက်ပါ selection 2ကိုရွေးမယ်ဒီကိုခြုံမဲ့နေရာကိုရောက်ပြီဆိုရင်ဒီ down မှာ အပေါ်အောက်များလေးပေါ်ပြီဆိုရင် mouse ရဲ့ left click ကိုဖြည့်ပြီးတော့ဆွဲလာပါ ိုလိုချင်တဲ့အနေထားရောက်ပြီဆိုလို့ရှိရင်လွတ်ကြည့်လိုက်ပါ။ဟောမကြိုက်သေးဘူးဆိုရင် control z နဲ့ပြန်လှုပ်ပါ။ဒီဒီအကျဲဒီအမြင့်အချိုးအစားတိုင်းပဲကျင်းရင်ချုပ်ရင်လည်းဆိုရင် shift key လေးကိုဖိတာပါ။အဲ့လိုရပြီ။ဟောပြီပြီးတော့ဒီဒီဒီများများမဲလေးကိုဒီဘက်ကိုချင်းကတ်လိုက်ပါဆိုလို့ရှိရင်ဒီမှာ၄တောင်းအကွက်လေးပေါ်လာပြီဆိုရင်ဒီပုံကို ကိုလိုချင်တဲ့နေရာကိုရွှေ့လို့ရပါပြီ mouse ရဲ့ left click ကိုဖိပြီးတော့ဆွဲလာလိုက်ပါဒါပြီဆန်းပြီးတော့ဆွဲကြည့်လိုက်ပါဆွဲတက်မယ်လို့မျှော်လင့်ပါတယ်သင်ငန်းစာကတော့ဒီမှာပဲရက်ပါမယ်